မင်းနိုင်စတရီကနားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီစီဇန်လေးမှာတော့ညာရေးမပြောရဲပိုးဝဲ view တွေအတွက်မအိတ်ခင်နားထောင်လို့ရအောင်လို့အာဒီ horror mystery trailer ဇလန်းနေတဲ့ကဝှထုတို့လေးတွေ international short story လေးတွေကိုပိုကိုရိုင်းဘာသာပြန်ပြီးတော့ပြောပြပေးနေတာဖြစ်တယ်တခါတလေလဲ horror crime true story လေးတွေကိုပြောပြပေးတယ်အရှိတပုတ်တုံးကတော့ဒီ American နိုင်ငံ San Francisco နားမှာရှိတဲ့ Alcatraz ဆိုတဲ့ရေလေကောင်းအကျုံးကြီးတစ်ခုပေါ့နော်အဲအကျုံးမော်က American နိုင်ငံရဲ့စီကံတင် ချက်ဆုံးအကျဉ်းအောင်တစ်ခုဖြစ်တယ်လို့ကဘာပေါ်မှာတရဲ၆ဆုံးဆိုပြီးတော့နာမည်ကြီးတဲ့အကျဉ်းအောင်ဟောင်းကြီး Alcatraz အကြောင်းကိုဘူအရှိတပုတ်မှာတပိုင်းပြပြပေးခဲ့တယ်ပေါ့နော်အဲ့မှာတော့ကကြတော့ဒီထောင်ကြီးရဲ့ဖွဲ့စည်းပုံနေပြီးတော့ကြတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဆန်ဆန်ဖောက်ထွင်းမှုတွေဖြစ်ခဲ့တာတွေသူစီမှာအဲ့ထောင်မှာနေခဲ့တဲ့ကဘာကျော်လူစိုးကြီးတွေအကြောင်းတွေကိုပြောပြပေးခဲ့တယ်အခုဒီဘိုင်းမှာကြတော့ဒီကျဉ်းအောင်နဲ့ပတ်သက်ပြီးတော့၆ဆားချက်တရဲဇလန်းနေကြောင်းကိုပြောပြပေးမယ်နော် ဂျေးလဲကောင်မှာထီးထီးရှိနေတဲ့ D-Actress ဂျွန်ကြီးကို The Rock လို့လည်းခေါ်ကြတယ်။အဲဒီမှာစစ်တပ်ကအချိန်မချခင်ဟိုးရင်ခေတ်ကအွန်လုံးလို့ခေါ်တဲ့ဒီ Miwok Native American လူမျိုးတွေပေါ့နော်။သူတို့တွေကဒီဒီမျိုးကိုမကောင်းဆိုးဝါးတွေရဲ့ဂျင်းစာတိုက်ထားတဲ့နည်းမျိုးဆိုပြီးတော့ပြောကြတယ်။ဒီကျွန်းကမကောင်းဆိုးဝါးတွေအတွက် Portal တစ်ခုဖြစ်တယ်လို့သိုးသွန်းတဲ့ဝိညာဉ်ကြီးဆိုတဲ့ဂျင်းစာတဲ့နေရာတစ်ခုအနေနဲ့လည်းပြောကြတယ်။ ဲ့ခေတုန်းကလူအများစုက tribe တွေနဲ့စုပြီးတော့နေကြတာပေါ့နော်အဲ့တော့နီနာမှာရှိတဲ့ဒီ red indian tribe တွေထဲမှာစကားနားမထောင်တဲ့သူတွေအစီကံမလိုက်နိုင်တဲ့သူတွေရှိလို့ရှိရင်သူတို့ကဒီကျုံးမော်ကိုပို့ပစ်ပြီးတော့အဲ့ကျုံးမော်မှာမကောင်းဆုံးဝါးရည်နဲ့အတူတူနေဆိုပြီးတော့အပြစ်ပေးတဲ့သဘောမျိုးလုပ်ကြတယ်နောက်ပိုင်းမှာတော့ဒီကျွန်းကြီးကစိန်စာတင့်နေရဆိုပြီးတော့ပို့ပြီးတော့ယုံကြည်လာတဲ့ဇလန်တွေမျိုးစုံထပ်ဖြစ်လာခဲ့တယ် မီးပြားလိုက်ကြီးဆောက်တဲ့အချိန်မှာပိုဆိုးသွားတာပေါ့နော်အဲ့မီးပြားလိုက်ကြီးမှာပထမအောင်ဆုံးအဆောင်လုပ်ခဲ့တဲ့သူကဘာကြောင့်ဘာကြောင့်ကြောင့်မှမသိပဲနဲ့ထူးထူးဆန်းဆန်းတည်ဆုံသွားခဲ့တယ်။သူတည်ဆုံပြီးတဲ့နောက်မှာအဲ့မီးပြားလိုက်မှာထူးဆန်းတဲ့အတန်ကြီးကြားတာတွေထူးဆန်းတဲ့ဖြစ်ပျက်တွေကြုံတွေ့ခဲ့ရဆိုပြီးတော့ကျုံးမော်မှနေတဲ့သူကပြောကြတယ်။အဲ့အဆောင်ရဲ့မွေးခြင်းကအခုထိအဲ့ကျုံးမော်မှရှိရဆိုပြီးတော့ယုံကြည်ကြတဲ့သူတွေရှိတယ်။ ဒါအပြင်ဒီကျုံးပေါ်မှာတည်ဆုံခဲ့တာသူတယောက်တည်းမဟုတ်ဘူးနောက်ပိုင်းထောင်ဖွင့်မိတဲ့အချိန်မှာဆိုလို့ရှိရင်တဘာဝတိုင်းတည်ဆုံသွားတဲ့လူတွေပြီးတော့လို့ရှိရင်ဒီထောင်ဖောက်ပြေးဖို့ကြိုးစားရင်းနဲ့အဆောင်နေတတ်လိုက်လို့တည်သွားတဲ့လူတွေအဲ့လိုမျိုးရုံရင်းဆန်ခတ်တည်ဖြစ်ကြတဲ့အချိန်မှာအချင်းချင်းထောင်သားချင်းချင်းတက်လို့တည်ရတဲ့ထောင်သားတွေထောင်သားတွေတက်လို့တည်ရတဲ့အချင်းတော်ဝန်ထမ်းတွေအဲ့လိုမျိုးတည်ဆုံမှုတွေကလည်းအများကြီးဖြစ်ခဲ့တော့အဲ့လူတွေရဲ့ဝိညာဉ်တွေကလည်းဒီကျုံးပေါ်မှာမကျွတ်မလွတ်ပဲနဲ့ရှိပြီးတော့ဆက်ပြီးတော့ခြောက်လန့်နေရဆိုပြီးတော့နမဲ့ကြီးရဲ့ အဲ့ထောင်ရောက်လာပြီးတဲ့နောက်မှာဒီထောင်ကြီးရဲ့ခြောက်ချားစရာကောင်းတဲ့ပုံစံတွေကြောင့်အသွေးပြတ်သွားပြီးတော့ကိုယ့်ကိုယ်ကိုတတ်တည်ခဲ့တဲ့သူတွေတောင်မှရှိတယ် ဒီထောင်ကြီးကလေကြောက်ဖို့ကောင်းတယ်ဆိုပြီးတော့ထောင်ဆောင်နေရပဲဒရင်းလွင်တာမျိုးမဟုတ်ဘူးအကျဉ်းသားတွေကလည်းခြောက်လက်မှုတွေမျိုးစုံခံခဲ့ရတယ်ဆိုတော့ပြောကြတယ်ဒီအကျဉ်းသားဝန်ထမ်းတွေရောပြင်သူတို့နဲ့ပါလာတဲ့မိသားစုတွေကရောမျိုးစုံဒီကျုံးပေါ်မှာခြောက်ခံခဲ့ရတယ်ဆိုပြီးတော့ပြောကြတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဘိုးရှိရဗီဒီယိုမှာပြောထားသလိုပဲဒီကျုံးကြီးကဒီထောင်ကတော့ပိတ်လိုက်ပြီပေါ့နော်သူကအခုပြလိုက်ကြီးလှုပ်ထားတာပေါ့နော်အဲ့မှာဒီထောင်သမိုင်းကြောင်းနေစိတ်ဝင်စားတဲ့လူတွေကလည်းလာကြည့်ကြသလိုဒီတရေချောက်မှုတွေအတွက် ghost story လုပ်ပြီးတော့တရေချောက်တဲ့ ရာတွေလိုက်ပြတာမျိုးတွေလောက်ကြတာရှိတယ်ပေါ့เนาะအဲ့ဒီမှာလာလေတယ်ဧည့်သည်တွေဒီ tour guide တွေအကုန်လုံးကလည်းဒါမျိုးခဏခဏခြောက်ခြားစရာတွေကြုံရတယ်ဆိုပြီးတော့ပြောကြတယ် တချို့ကြတော့အဲ့ဒီထောင်မှာ ထောင်ထဲရောက်တဲ့အချိန်မှာအရင်ကမွန်းကျက်တဲ့ခံစားမှုရပြီးတော့အသက်ရှူတွေပါကျက်လာလို့ဒီဒီဆောင်းအုံကြီးရဲ့အပြင်ဘက်ကိုအမြန်ထွက်လိုက်ရဆိုပြီးတော့ပြောကြတဲ့သူတွေအထိပါရှိတယ်ပေါ့နော်ပြီးတော့ဒီထောင်ထဲမှာရှောက်ကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာအဲ့လိုမျိုးတနေရာတွေကွက်ပြီးအေးနေတာမျိုးတွေအဲ့လိုမျိုးခံစားရတယ်လို့ပြောရတဲ့လူတွေလည်းတော်တော်များတယ် ပြီးတော့ဒီလိုနာမည်ကြီးရဲ့နေရာဖြစ်တဲ့အတွက်ဒီပရာလောကတောင်းတွေကိုလေးလာတဲ့သူတွေကလာကြတယ်ပေါ့နော်အဲ့လိုလူတွေကလည်းဒီမှာမကောင်းတဲ့အရေးငွေတွေကိုတွေးရတယ်ဆိုပြီးတော့အမြဲပြောတတ်ကြတယ်အော်အဲ့တော့ဒီထောင်ကြီးမှာဘလူရီ6လဲဘာဖြစ်လို့ကမ္ဘာအသင်းရဲ့6ဆုံးကျင်းထောင်ကြီးတစ်ခုဖြစ်နေနာမည်ကြီးနေလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးမယ်နော် ဒီ Alcatraz မှာခြောက်တယ်ဆိုပြီးတော့ပြောကြတယ်တရေဆက်လန်းနေတယ်မှာကြောက်စရာအကောင်းဆုံးကတော့ The Thing ဆိုတဲ့အကောင်ကြီးပေါ့နော်။သူကတော်တော်များများဒီအဆောင်နေရောကျင်းသားတွေရောပြောကြတာပေါ့နော်။အဲ့လိုထောင်ထဲမှာဟိုနားထီနားမှာတွေးရတတ်တယ်မျိုးလုံးကြီးကရောင်ကြီးတောက်ပြီးတော့ရဲရှိရှိကြီးနဲ့ရင်ကြီးပေါ့နော်။အဲ့လိုမျိုးကတွေးခဏခဏတွေးရတယ်ဆိုပြီးတော့ပြောကြတာပေါ့။ဒါအပြင်ဒေဝါပြီးရဲ့ကျင်းသားတွေစစ်သားတွေရဲ့ဝိညာဉ်တွေကိုလည်းတွေးရတယ်ဆိုပြီးတော့ပြောကြတယ်။ ဲ့ဒီဂျွန်မော်က Warden Johnston ဆိုလို့ရှိရင်သူကတရေကိုမယုံဘူးပေါ့နော်အဲ့တော့လူများတွေဘယ်လောက်ပြောပြောသူကတော့ဒါမဖြစ်နိုင်အောင်ဆိုပြီးတော့ပါဒါပေမဲ့တစ်ခေါက်သူကဒီ prison tour ပေါ့နော်လိုက်ပြီးတော့ပြနေတာပေါ့ဒီထောင်ထဲရနေရာတွေကိုလာကြည့်တဲ့ဧည့်သည်တွေကိုလိုက်ပြီးတော့ပတ်ပြနေတဲ့အချိန်မှာမြေတိုက်ခန်းနေရနိုင်ရနေတွေကနေပြီးတော့မိမတယောက်ငိုတောင်ကြားလိုက်ရတယ် အဲ့မှာသူတယောက်တည်းကြားရတာမဟုတ်ဒီသူနဲ့အတူတူပါလာတဲ့ဧည့်သည်တစ်ဖွဲ့လုံးကလည်းကြားရတာပေါ့နော်ပြီးတော့ငိုတန်ရက်သွားတဲ့ချိန်မှာကြတော့ရုတ်တရက်ဒီလေဝင်ပေါက်မရှိတဲ့အဲ့သူတို့ရောက်နေတဲ့နေရာမှာလေအေးကြီးကသူတို့ဖြတ်တိုက်သွားတယ်ဆိုပြီးတော့အဲ့တွေ့အဲ့မှာရှိတဲ့သူအကုန်လုံးကပြန်ပြီးတော့ပြောကြတာပေါ့နော်အဲ့မှာမှဒီ Warden Johnston ကစပြီးတော့ဒါတွေကိုရှုံကြည့်လာခဲ့တယ်ပြီးတော့တရက်သူ့အိမ်မှာအဲ့ကျုံးပေါ်မှာသူ့အိမ်ရှိရယ်ပေါ့နော်တရက်သူ့အိမ်ကို Christmas dinner အတွက်သူမိတ်ဆွေတွေဖိတ်တယ်ပေါ့နော်အဲ့မှာအကုန်လုံးရှိကြတဲ့ချိန်မှာ ာသူတို့ဒီမီးလင်းဖို့ရှိမှာမီးခိုးရောင်ဝစ်စုံတဲ့လူတယောက်ကရုတ်တရက်ပေါ်လာတာပေါ့နော်အဲ့ဒါကိုအကောင်လုံးကကြောင်ပြီးကြည့်နေကြတဲ့ချိန်မှာအခန့်အားရုတ်တရက်အေးဆက်လာပြီးတော့ဒီမီးလင်းဖို့ကမီးတွေလည်းငြိမ်းသွားပြီးတော့မှဒီဝိညာဉ်ကြီးကပျောက်သွားတယ်ဆိုပြီးတော့အဲ့ဧည့်သည်တွေအကောင်လုံးကပြောကြတာပေါ့နော်အဲ့တော့ဒီကျွန်းမှာကထောင်ထဲမှာနေမဟုတ်ဘူးကျွန်းထဲကနေရာနှံ့မှာလဲအဲ့လိုမျိုးခြောက်တယ်ဆိုတဲ့တည်င်းကြီးကတော်တော်ထွက်တယ် ယူရကြတဲ့ညဘက်ဒီမှာဆိုလို့ရှိရင်တခါလေမီပြရိုက်ကြီးကနေပြီးတော့လေကျွန်းန်နေထွက်လာပြီးတော့မီးစိမ့်အောင်လင်းနေကြီးကတကြုံလုံးပတ်ထိုးတတ်တယ်ဆိုပြီးတော့ဒီညဆောင်နေရပြောတတ်တယ်ပေါ့နော်တညမှာတော့ထောင်ထဲမှာပြစ်ခတ်တန်နေကြလို့ဒီအဆောင်နေကအကျဉ်းသားတွေထောင်ဖောက်ပြေးကိုစူးစမ်းကြပြီးထင်ပြီးတော့ပြသွားကြတာပေါ့နော်သတိထားပြီးတော့ ဝင်ရောက်တော့ကြဘာမှမတွေ့ရအကုန်လုံးကထောင်သားတွေလည်းသူ့နေရာနဲ့သူပဲသူတို့တွေလည်းအဲ့လိုဖြစ်ပျက်မျိုးတွေခဏခဏကြုံရတဲ့အတွက်အဲ့မှာညာဘက်လှုပ်လှုပ်ရမယ့်အဆောင်နေစုလို့ရှိရင်လည်းကြောက်ကြတယ်တယောက်တည်းမသွားရဲကြဘူးအဲ့လိုမျိုးတွေထိဖြစ်ကြတာပေါ့နော်နောက်ထပ်အဆောင်နေကြောက်ပြီးတော့နားလျာခတ်တဲ့ဖြစ်ပျက်တစ်ခုကကြတော့ဒီအဝိရှော်ခန်းထဲမှာခဏခဏမီးခိုးနှံ့နေရတာသူတို့သွားကြည့်လို့ရှိရင်တခန်းလုံးမီးခိုးတွေကပြေးလာပြီးတော့သူတို့ကမီးလောင်နေချိန်မီးတော့ထွက်ပြေးဖို့တွေလုပ်ကြတာပေါ့နော်ပြန်ကြည့်လိုက်ရင်ကြတော့ဘာမှမရှိတော့ဘဲနဲ့ပုံမှန်တိုင်းဖြစ်နေတာကိုတွေ့ရတတ်တယ် အကထရက်စ်ကကျင်းတော်နေတဲ့မှာဒီအရှိအဗီဒီယိုမှာပြောသွားသလိုပဲပေါ့နော် blog D ကအစိုးဆုံးကျင်းသားတွေထားတယ်တရေ6လည်းအကျန်းဆုံးဆိုပြီးတော့နာမည်ကြီးရဲ့အဲ့ဒီအဆောင်ကဒီဘက်က San Francisco ဘက်က Golden Gate တဒိုင်းကိုမျက်နှာမူထားတာပေါ့နော်အဲ့တော့သူတို့အဲ့မှာလေဝင်ပေါက်နေရနေပေါ့ဒီအရန်အေးတဲ့လေတွေကအဲ့ထဲကိုဝင်တတ်တော့ဒီ blog D ကတခြား blog တွေနဲ့ရှင်လို့ရှင်ပို့ပြီးတော့အေးတယ် ဒါပေမဲ့အရာအောင်မှာဒီအဲ့ဒီကတချို့ခန်းကြီးကတာမန်ထပ်ပို့ပြီးတော့အေးနေတတ်တာဟုတ်ဒီအဆောက်နေအများရန်သတိထားမိတယ်ပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်တော့ဘူရှိမှပြောသွားသလိုပဲ strip ဆဲဆိုရဲဟောအပြစ်ပေးတဲ့ခန်းကြီးပေါ့နော်စုစုပေါင်း၅ခန်းရှိတယ်ပြီးတော့ the hole ဆိုတာတစ်ခန်းရှိတယ်ပေါ့နော်အဲ့ခန်းကြီးကပို့ပြီးတော့အေးဆက်တယ်အဲ့ထဲကမှဒီ strip ဆဲတွေက 14D ဆိုတဲ့ခန်းကဟောတရဲ6ကျန်းဆုံးဆိုပြီးတော့နာမည်ကြီးတယ်ပြီးရင်သူပြီးရင် 12D ပေါ့နော်ပြောလို့ရှိရင်ဒီ the hole ဆိုလို့ရှိရင်လည်းအာတရဲရန်6တယ်ဆိုတော့ ပြောကြတယ်ဒီ 14D ကတော့အဆိုးဆုံးကအဲ့ထဲမှာဆိုလို့ရှိရင်အာ temperature ကတခြားခန့်နေတဲ့ 20D လောက်ကိုပို့ပြီးတော့ကြာပြီးတော့အေးဆက်နေတဲ့တည်းဆိုပြီးတော့ပြောကြတယ် အစိုးဆုံးအပြစ်ပေးတဲ့အခန်းကတော့တဟိုးပေါ့နော်အဲ့မှာအခန်းအမှောင်မင်းအိတ်ချက်နေပြီးတော့အဟိုရင်ပြောရသလိုပဲဒီသူကဂရင်းနေပိုင်းတော့မရှိဘူးပေါ့အညာဘက်ကြမှာဆောင်းနှံထည့်ပေးတယ်မနက်လင်းလာနဲ့ပြန်ပြီးတော့တင်းသွားတယ်အဲ့အိတ်ချက်မှောင်မင်းနဲ့ခန်းကြီးထဲမှာနေရတာပေါ့နော်အဲ့ဒါကကြတော့သူတို့ပြစ်ဒဏ်ပေါ်မှာမူတည်တော့အများဆုံးနှစ်ရက်ပဲနေရတဲ့အခန်းပေါ့ပြီးရလို့ရှိရင်ဒီ strip cell တွေမှာကြတော့အပြင်ထွက်လို့မရဘူးစားတော့သူတို့အဆောင်မင်းလာပို့ပေးရပေါ့နော်အဲ့ထဲမှာပဲစားအုပ်တွေဖတ်ပါညာနဲ့နေရတာပေါ့နော်တီးတန့်ဤအဲ့အဲ့ဒါဆိုလို့ရှိရင်လည်းသူတို့ပြစ်ဒဏ်ပေါ်မှာမူတည်ပြီးတော့19 ရက်လောက်ထိအလုံးစုံနေရတတ်တယ်။ဒါပေမဲ့အလောက်ထိနေစားဆင်းရဲပြီးတော့အေးဆက်နေတဲ့မောင်မိုက်နေတဲ့ခန်းထဲမှာနေရမှာကိုအကျဉ်းသားတွေကအလောက်မကြောက်ကြအောင်သူတို့ကအဲ့ခန်းကိုသွားအောင်ပိုကြောက်တာအဲ့မှာတရေ၆တယ်ဆိုတဲ့အချက်ကိုပေါ့နော်။တစ်ခေါက်ဆိုလို့ရှိရင်ဂျင်းသားတယောက်ကိုအဲ့ဒီထဲက 14D ပေါ့နော် 14D တဲကိုထည့်လိုက်တာသူကအခန်းထဲဝင်ကစားပဲရှိသေးတယ်သူ့ကိုအမောင်ထဲမှာအယောင်လက်နေတဲ့မျက်လုံးကြီးကကြည့်နေဆိုတော့သိအော်တာ ဒါမဲ့အဆောင်နေရာဂယူးမဆိုင်ပဲနဲ့ဒီတိုင်းမဲ့ပိတ်ပြီးတော့ထားခဲ့တာပေါ့နော်အဲသူကအဲ့ကျင်းသားဘလောက်ကြောက်လဲဆိုရှင်တညာတော့သူအော်နေရသူအဲ့လိုမျိုးတရေရဒုက္ခပေးနေပါတယ်ဆိုပြီးတော့ပေါ့နော် ပြီးတော့ညာတကောင်ပိုင်းနဲ့ရောက်တော့သူတန်ရုပ်တရေရက်သွားတယ်အဲ့တော့အာကျန်တဲ့ကျင်းသားတွေကလည်းအာဒီတိုင်းပဲရက်သွားပြီပေါ့ဆိုပြီးတော့ AC ပေါ့နော်အဲမနဲ့လဲကြတော့ဒီအဆောက်နေရာတော့ကြည့်တဲ့အချိန်မှာကြတော့သူ့မျက်နှာကြီးကလိုလုံးဝသွေးပြက်နေတဲ့ပုံစံမျိုးကြီးနဲ့လက်မင်းမှာလက်ရည်နဲ့တေးနေအောင်တွေးရတယ် အဲ့တော့တချို့အကျဉ်းသားတွေကတော့ဒါသူစူညံနေတော့ဒီမခံနိုင်တော့အဆောင်တရားရောကသွားပြီးတော့တတ်လိုက်တယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်အဲ့ဒီစားနဲ့ပတ်သက်ပြီးတော့ဒီအာနာပိုင်နေဘက်ကစုံစမ်းတာကြတော့လေဘယ်အဆောင်မှဝင်မခံနဲ့တော့သူတို့အမှုဒီတိုင်းပိတ်လိုက်တာပေါ့နော် အဲ့အချိန်မှာဘလူရီသတင်းစာထွက်လာလဲဆိုတော့အများစုယုံကြည်လာတာက 14D မှာရှိတဲ့ဝိညာဉ်ကသူ့တက်လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးအကုန်လုံးကအဲ့အခန်းနေဆိုလို့ရှိရင်အရင်ကထပ်ပို့ပြီးတော့ကြောက်လာခဲ့တယ်။ 14D ကလည်းအဲ့လိုမျိုးတရေရန်၆တယ်ဆိုပြီးတော့ပုံနာမည်ကြီးလာခဲ့တယ်။ ဒါရင်မကသေးဘူးအနောက်တိုင်းအဆောင်နေရာကျင်းသားတွေအကြီးအတွက်ရည်ရဲပေါ့နော်လူကြီးအတွက်ရည်ရဲအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ခဏခဏလူကြီးအတွက်ကပုံနေတတ်တယ်ဆိုပြီးတော့ပြောကြတယ်ပြီးတော့ခုန D14 တီထဲမှာကျင်းသားဆုံးသွားပြီးတဲ့အချိန်မှာကြတော့အဲ့ဒီလူတန်းစီနေတဲ့အထဲမှာသူ့ကိုပြန်တွေးလိုက်ရလို့ဆိုပြီးတော့အဆောင်နေရာကြောင်မြို့ကြည့်နေကြတာပေါ့နော်အဲ့ဒီအချိန်မှာသူပြန်ပြောက်သွားတယ်ဆိုပြီးတော့ပြောကြတာကြီးလည်းရှိတယ် အဲ့တော့အဲ့လိုမျိုးတရဲ၆တယ်ဆိုတော့ရန်နာမည်ကြီးရောခုနောက်ပိုင်းကြဒီထောင်ကြီးပိတ်သွားပြီးရဲ့နောက်မှာကြတော့အာဒီ psychic တွေပေါ့နော်ဒီ paranormal အကြောင်းတွေကိုလေ့လာတယ် psychic တွေကလာပြီးတော့အဲ့ညာတွေလေ့လာကြတယ်အဲ့မှာသူတို့အများစုပြောကြတာကတော့ဒီအာသူတို့စိတ်ထဲမှာလို့မတူမတန့်ခံစားချက်ကြီးခံစားရတယ်ပေါ့နော်အာအဲ့ထဲမှာ richard sinney ဆိုတဲ့ဒီ ghost center တယောက်ကကြတော့12ဒီမှာညသွားအိတ်တာပေါ့နော်သူနဲ့အတူတူ psychic တယောက်လည်းပါတယ်အဲ့မှာသူကပြောလဲဆိုတော့ညဘက်မှာသူ့ကိုလက်အေးအေး လဲဘင်းလာကိုင်းနေဆိုပြီးတော့ psychic ကလည်းအဒီကိုပန်းပန်းပြက်နေတဲ့လူတယောက်ရဲ့ presence ကိုသူခံစားရတယ်ဆိုပြီးတော့ပြန်ပြောတယ် blog စီမှာကြတော့ဒီ1946ခုနှစ်တော့ထောင်ဖောက်မှုတစ်ခုဖြစ်တဲ့ချိန်မှာအဆောက်အဉ်လက်ချက်နဲ့တည်ွားတဲ့ဂျင်းသား၃ယောက်ရှိရပေါ့နော်အဲ့ဒီဂျင်းသားတွေကလည်းခုထီ blog စီကို၆လန့်နေရဆိုပြီးတော့နာမည်ကြီးတယ်တခါလေးကြားလို့ရှိရင်ဒီပစ္စည်းတွေတဲ့ဇင်းညံတွေမှာအတန်နေထွက်လာပြီးတော့တွက်ကြည့်လို့ရှိရင်ဘာမှမရှိတော့ဘူး တချို့ကြတော့အဲ့ဒီကျင်းသားတွေတည်ဆုံခဲ့တဲ့နေရာမှာသူတို့ဝိညာဉ်တွေကိုပါတွေ့ရတယ်ဆိုပြီးတော့ပြောတတ်ကြတယ်။ Block CD ရဲ့ Wishor Gun မှာလည်းအဲ့လိုတရေချောက်တဲ့ဆိုတော့အရန်နာမည်ကြီးလို့ Celebrity Psychic တယောက်ဖြစ်တဲ့ Sylvia Brown ခေါ်ပြတာပေါ့နော်။အဲ့ဒီချိန်မှာသူကဘာပြောလဲဆိုတော့ဒီအရက်ရှိရှိနဲ့မျိုးလုံးချင်းချင်းနဲ့ကတုံးနဲ့လူတယောက်ပေါ့နော်။အဲ့လူတယောက်ရဲ့ဝိညာဉ်ကိုသူခံစားရတယ်ဆိုပြီးတော့ပြောတယ်။အဲ့ဒါကအာတကယ်ဆိုလို့ရှိရင်အဲ့ဒီအခန်းအဲ့ဒီနေရာမှာပေါ့နော်။သူတွေ့တယ်ဆိုတဲ့နေရာမှာ အဲ့ဘူချာလို့သူတို့ခေါ်တဲ့ဒီအကျဉ်းသားတယောက်ကတခြားအကျဉ်းသားတယောက်လက်ချက်နဲ့သေသွားခဲ့ဘူးပဲအဲ့တော့ကြတော့အဲ့မှာအဲ့မှာဒီ laundry ခန်းကိုဘူချာ6လက်နေရဆိုပြီးတော့အရန်နာမည်ကြီးရအဲ့ခုနရှေ့မှာပြောသွားတဲ့တင်းလိုပဲအဲ့ဘူချာကလည်းဒီ contract ရဲ့နာမည်ကြီးတည်းရဲ့မှာပါတော့ အဲ့တော့ trust မှာထောင်းလန်းရတဲ့တည်င်းတွေကဒီထောင်းထဲမှာတွေမဟုတ်ဘူးပေါ့เนาะအပြင်မှာပါပြန့်နှံ့နေတယ်တည်င်းဌာနတွေကဆိုလို့ရှိရင် လာလာပြီးတော့ဗီဒီယိုတွေရိုက်ပြီးတော့အော်သူတို့ channel တွေမှာပြတတ်တယ်အဲ့လိုတည်င်းတွေမှာမြဲပါတယ်အားကြောင့်မလို့ဒီကဘာမှာတရေ6ဆုံးထောင်းတစ်ခုနေနဲ့လဲပို့ပြီးတော့နာမည်ကြီးလာတာပေါ့เนาะအဲ့တော့နောက်ပိုင်းမှာအဲ့လိုမျိုး site kit တွေကလာလို့ရှိရင်လည်းအဲ့လိုရှိရဲဆိုပြီးတော့ပြောတယ်ပြီးတော့ကြတော့အဲ့ရအဆောင်နေအဆောင်နေမိသားစုတွေကျန်းသားတွေ interview လို့ရှိရင်လည်းသူတို့ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုပြောပြတာရှိတာပေါ့เนาะ တချို့ site တွေကြတော့အဲဒီအကြောင်းတွေစာအုပ်ထုတ်ပြီးတော့ရေးကြတယ်အဲ့တော့တကယ်ဆိုလို့ရှိရင်ဒီအကျဉ်းတော်ကတကယ်ကိုစီကံတင်းချက်ဆုံးကျဉ်းတော်တစ်ခုဖြစ်တဲ့အတွက်အထောင်ပိုင်းနေဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီထောင်ကြီးက အာတရင်ဆောက်တဲ့ထောင်ရင်ဖြစ်နေတာသူတို့အတွက်ကောင်းတယ်ပေါ့နော်အကျဉ်းသားတွေကပို့ပြီးတော့ကြောက်ကြမယ်ပေါ့ခုနလိုမျိုးဒီ block တီးကစီကံဖောက်ပြတ်တဲ့လူတွေတွားတဲ့နေရာဖြစ်တဲ့အတွက် block တီးကအဲ့လိုမျိုးတရင်ရမ်းချောက်ပါတယ်ဆိုပြီးတော့နာမည်ထွက်နေလို့ရှိရင်အာဒီကျဉ်းသားတွေကအဲ့နေရာကိုတရင်ချောက်လို့ဆိုပြီးတော့မရအောင်လို့ရှောင်ကြတဲ့သူတွေလည်းအတိုင်းအတာတစ်ခုထိရှိမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီတနည်းရတော့မဟုတ်ဘူးပေါ့ပို့မြင်ရတော့အာသူတို့ကဒီဒီထောင်မှာအဲသူတို့စီကံလိုက်နေအောင်လို့သူတို့ညီမျိုးစုံတုံးပြီးတော့သူတို့ကထိမ့်သိမ့်နေလေအဲ့တော့ကြတော့ပို့ကကြတော့လေလက်တွေ့ ကြကြစဉ်းစားတတ်တဲ့သူဆိုတော့သူတို့များဒီအကျဉ်းသားတွေကိုထိန်းသိမ်းတဲ့နည်းတစ်ခုအနေနဲ့ထအောင်လုပ်တာလားဆိုပြီးတော့စဉ်းစားမိတာပေါ့နော် ဟုတ်ကဲ့တော့လေတရမရှိဘူးဆိုပြီးတော့ပြောတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဓိကတော့ကိုကအဲလက်တွေ့မတွေ့ဘူးညဝါးတင်နေမမြင်ဘူးတဲ့အတွက်ကြောင့်မလို့ရှိတယ်လို့လည်းတက်တည်ပြလို့မရဘူးအာဒါမဲ့မရှိဘူးလို့လည်းကိုမှတက်တည်ပြကြမရှိဘူးလေအဲ့တော့ရှိကောင်းလည်းရှိမယ်အာဒါပေမဲ့အာဒီလိုပဲအဲ့လိုအဲ့ကြောင့်အဲ့လိုတရဇလန်းနေဆိုလို့ရှင်စိတ်ဝင်စားတယ်လိုက်ပြီးတော့နားထောင်ပြီးစဉ်းစားတာပေါ့နော်ဘာတော့ဘလို့ဖြစ်နိုင်လဲဆိုတော့အဲ့တော့ဒါကတော့ဖြစ်နိုင်ခြေတွေတည်းကတစ်ခုအနေနဲ့ပုံမြင်တာပေါ့နော်ဒါပေမဲ့ကိုတွေပြောလို့မရတဲ့အကြောင်းအရာ ာတွေရတယ်အများကြီးရှိတယ်ဆိုတော့ဖြည့်ရှင်းလို့ဖြည့်ရှင်းပြလို့မရတဲ့အကြောင်းအရာတွေရတယ်အများကြီးရှိတယ်ဆိုတော့ဒါတွေကတော့ပြောရခက်တာပေါ့နော် အားကြောင့်မို့လို့ဒီရဲ့ contrast ရဲ့ ghost တော်ဆိုလို့ရှိရင်ဘိုးအခွင့်ရေးတာလို့ရှိရင်တွားကြည့်ခြင်းနဲ့အဲမှာပါတာပေါ့နော်အားကြောင့်မို့လို့ဘူးစိတ်ဝင်စားတဲ့ topic လေးလည်းဖြစ်နေတယ်ပြီးတော့ viewer တွေလည်း request လုပ်ထားလို့ဒီအကြောင်းလေးတွေကိုပြောပြပေးရပါအဲ viewer တွေရောဘယ်လိုမြင်လဲဆိုတော့ပြောပြကြအောင်နော် ပြီးတော့ဟိုတလုံးကဘို conjuring ရုပ်ရှင်ကြီးအကြောင်းပြောရင်းနဲ့ဒီ conjuring ဖြစ်ရမှန်ကြီးအကြောင်းပြောရင်းနဲ့ Ed နဲ့ Lauren Warren ပေါ့နော်အဲ့ထက်က paranormal investigator တွေအကြောင်းပတ်သက်ပြီးတော့ပြောပြချင်တာလေးလည်းရှိရဲအဲ့ဒါကိုလည်းနောက်တစ်ခေါက်ကြာလို့ရှိရင်ဒီ midnight ် story မှာပြောပြပေးသွားအောင်မယ်။ပူရဲ့ viewer တွေထဲမှာဒီလိုမျိုး paranormal ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်သူများပြောတာမျိုးမဟုတ်ဘဲနဲ့ကိုယ်မြန်မာထင်ထင်ကြုံခဲ့ရတာမျိုးရှိလို့ရှိရင်လည်းအပူစိတ်ဝင်စားလို့ comment မှာပြောပြပေးကြအောင်လို့တည်ချင်တယ်ဗျ။ကဲခုညတော့အဲ့ရအောင်မှာဆိုတရေကြောင့်နေအများကြီးမစဉ်းစားကြနဲ့တော့เนาะအားလုံးပဲကောင်းသောညနေဖြစ်ပါစေ good night ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုကြိုက်တဲ့ထက်တူကြတယ်ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။